ဒီတော့ဆရာကြီးကအဲ့ဒီခရီးစဉ်အကြောင်းကိုပြောပြရင်းနဲ့เนาะဒီကနေပြီးတော့เนาะကျွန်တော်တို့အတွက်သင်္ကန်းသာယူစရာတွေကိုလည်းပဲတင်ပြတယ်ဒီတော့ Cyprus ကမွတ်စလမန်နိဘတ်အချမ်းမှာလည်းဗာတွေ့ရလဲဆိုတော့ပလီတွေတော့ရှိနေတယ်သူ့ပြင်ပင်လည်းပဲမွတ်စလမန်နေထဲမှာဒီလိုအခြေအနေဖြစ်နေတယ်တဲ့ဒီပလီတွေကိုရောက်လာပြီးနမတ်ဖတ်တဲ့သူတွေကဘသူတွေလဲဆိုရင်လူကြီးပိုင်းတွေ နော်ပလီကိုရောက်လာပြီးနမတ်ပတ်တဲ့သူတွေကလူကြီးပိုင်းတွေနော်လူဟောင်းတွေအသက်ကြီးပိုင်းတွေနော်လက်ရှိလူငယ်တွေမျိုးဆက်တစ်တွေကပလီမရောက်တော့ တော့ပရိယောက်တဲ့နှုံအင်မတန်မှကိုပဲနေသွားပြီမျိုးဆက်တစ်တွေကတဖြည်းဖြည်းတဖြည်းဖြည်းသာသနာရှိတဲ့သူလည်းရှိတယ်เนาะတချို့တွေလည်းသာသနာမှေ့ပြီးတော့ဘာသာမဲ့ရဲ့ပုံစံအတိုင်းဖြစ်နေကြပြီအဲ့ဒါကိုကျွန်တော်တွားပြီးတော့တွေ့ရတယ်တဲ့ဆရာကြီးကပြောပြတယ်ဒီလိုအနေထားကဒီ Cyprus တစ်ခုတည်းမှာပဲမဟုတ်တော်တော်များများမို့ မွတ်ဆလ်မန်နိုင်ငံတွေမှာအဲ့ဒီလိုဖြစ်နေတဲ့မွတ်ဆလ်မန်နိုင်ငံတွေကမွတ်ဆလ်မန်နေရှိနေတဲ့ဒေသတွေမှာကတော့လူကြီးတွေအများစုကတော့သာသနာကမ်းရှိုင်းပါရဲ့လူကြီးတွေအများစုကတော့ကိုယ့်ရဲ့နော်အဖေတွေအဖိုးတွေဒီသာသနာရှိခဲ့တဲ့အပေါ်မှာသူတို့တွေကိုယ်တိုင်လည်းပဲသာသနာအပေါ်မှာယက်တည်ပြီးတော့ဒီငယ်အလုပ်တွေကိုဆောင်ရွက်နေပါရဲ့ဒါပေမဲ့လူငယ်တွေမပါလာကြဘူး နော်လူငယ်တွေမရောက်လာကြဘူးလူငယ်တွေသာသနာဘက်ကိုမရောက်လာကြဘူးဒီတော့လူကြီးတွေကိုကြိလိုက်ရင်လည်းပဲအများစုမှတီးတော့ကပဲနော်ငါတို့သားသမီးတွေကိုငါတို့ဘေးပို့ရမလဲ ်နော်ငါတို့သားသမီးတွေကိုငါတို့ဘယ်ပို့ရမလဲငါတို့သားသမီးတွေကိုငါတို့အမေရိကပို့မယ်ငါတို့သားသမီးတွေကိုကနေဒါပို့မယ်ငါတို့သားသမီးတွေကိုအော်စတြေးလျပို့မယ်ယူရိုပို့မယ်အဲ့ဒီတောကထဲမှာပဲနှမိုးနေကြတယ်ဘသူကကိုသားသမီးကိုပို့လိုက်နိုင်ပြီလေအမေရိကပို့လိုက်နိုင်ပြီလေနော်လူကြီးတွေကဘာလဲဆိုတော့ဂျန်နတ်ပို့လိုက်နိုင်တယ်လို့ကိုပြောနေကြတယ် နော်ဂုံယူမဆုံးပြောနေတယ်ကျွန်တော်သားကအမေရိကမှာနေနေပြီးကျွန်တော်သမီးကဩစတြေးလျမှာနေနေပြီးကျွန်တော်ရဲ့ဘသူဘေဝါကယူရိုပမှာနေနေပြီးအဲ့ဒါကိုဂုံယူမဆုံးပြောနေတယ်မသိရင်ဂျန်နက်ကိုပို့လိုက်နိုင်တယ်အတိုင်းပဲနော်ဒါကတကယ့်ကိုမှန်တဲ့ဇာတ်ပဲကျွန်တော်တို့ပုံဝင်ချင်ပါလေအခုဒီအတိုင်းပဲနော်ကျွန်တော်တို့မိဘတွေအများစုကဖိကေကတာသမီးကိုလက်ဆွဲပြီးဒင်းအပေါ်ကိုခေါ်လာဖို့ထတာသမီးကိုနော်အင်တာမတ်ကိုပဲအစိမ့်မြင့်နဲ့တိုင်းပြည်တွေက ကိုပို့နိုင်ရေးကိုသာအဓိကထားနေတယ်။နော်အဲ့ဒီလိုပို့လိုက်နိုင်ပြီဆိုရင်ဂုံယူမဆုံးဖြစ်နေတယ်။ကျွန်တော်တို့ဒါကိုမတွေးမိဘူး။အဲ့ဒီကိုရောက်သွားပြီးတဲ့နောက်ပိုင်းကတာသမီရဲ့ဒီငကအချိန်တွေဘလို့ရှိမှလဲ။လေးစားအတန်မိတ်ဆင်းညောင်များခင်ဗျာဒီတိုင်းမဲ့ကျွန်တော်တို့တွေတော့တချို့ဗမာပြည်မှာရှိနေပြီးတော့လဲပဲတော့ခလေးတွေနဲ့ပတ်သက်ရင်တော့ငါခလေးအခုဘယ်နေရာရောက်နေပြီတော့ဘယ်အဆင့်ကိုရောက်နေပြီဘလို့ပညာတွေသင်နေပြီတော့ဒါကိုပဲကျွန်တော်တို့တောကရှိတယ် ငါတို့တာမီဒင်းနဲ့ပတ်သက်ပြီးဘေးအနေထားရှိနေပြီလေကျွန်တော်တို့တော့ကံမရှိကြဘူးလိစာအတန်မိတ်ဆီရင်းနှောင်းများခင်ဗျအကေအဲ့ဒီလိုတော့ကံမထားဘူးဆိုရင်ကျွန်တော်တို့ဒီနေ့ဒီအချိန်ဒီပလီဝေချောင်းတော်မှာဂျူမာနမတ်မှာဒီလိုပြည့်ရှံနေပေမဲ့တော့နောက်အနှစ်340နေရင်ကျွန်တော်တို့မရှိတော့ဘူးဒီခလေးတွေရဲ့အချိန်အခါမှာဒီပလီမှာဒီလိုမျိုးလူပြည့်ရှံနိုင်ပါတော့မလားလိစာအတဲ့ မိစင်နေတော့မြခင်ဗျာတော့တစ်ခါထပ်ပြီးတော့နောက်အနှစ်80လောက်နေမယ်ကျွန်တော်တို့ရဲ့သားသမီးတွေကပြန်သားသမီးတွေရဲ့ခင်ရောက်လာရင်ဘလောက်အချိန်နေအထိဖြစ်သွားမလဲတော့ဒါကကဘာပေါ်မှာအများကြီးဒီလိုသင်္ကန်းသားတွေရှိတယ်တော့မိဘတွေရဲ့ခင်မှာတော့အားလုံးသာသနာကိုင်းဆိုင်နေ ်ဒင်းရှိတယ်သာသနာအပေါ်မှာရှောက်လန်းနေထိုင်ခဲ့ကြတယ်ဒါပေမဲ့သာသမီကိုဒင်းနဲ့ပတ်သက်ပြီးဖိကရမလို့ဘူးသာသမီကိုဒင်းနဲ့ပတ်သက်ပြီးတောကမထားတော့သာသမီတွေအလင်မှာယော့သွားတယ်ကျွန်တော်တို့သားသမီးတွေအိမ်မှာသားသမီး၄ယောက်ရှိရင်နောက်၂ယောက်လောက်ပဲဘာသာရေးအပေါ်မှာနောက်၂ယောက်ကဘာသာရေးကိုစိတ်မဝင်သောက်အဲ့ဒီလိုနဲ့သူတို့ရဲ့ပြန်သားသမီးတွေရဲ့ခက်ခါရောက်တော့ပို့လို့တော့မှယုံနေသွားတယ် အဲ့ဒီလိုအဲ့ဒီလိုဖြစ်သွားမှာကိုစိုးရင်ရတယ်လိစာအတန်မိတ်ဆင်ညီနောက်များခင်များတန်းကြောက်သားသမီးကိုကျွန်တော်တို့အရေးအကြီးဆုံးကဘာလဲဒင်းအပေါ်မှာသူ့ကိုရှောက်လန်းနေထိုင်နိုင်အောင်လုပ်ပေးပါဒင်းအပေါ်မှာရက်တည်နိုင်အောင်လုပ်ပေးပါဒီလိုဒုနီယာရဲ့တိုးတက်မှုအတွက်တော့ကျွန်တော်တို့ဘေးပညာတွေကိုသင်မယ်နော်ဘေးအဆင့်ကိုရောက်အောင်သွားမယ်ဘေးနိုင်ငံပို့မယ်ဒါတို့ကျွန်တော်တို့စူးစမ်းတာတစ်ဖက်မှာလို့ရ လုတ်လီပေးမဲ့တော့နောက်တစ်ဖက်မှာဒီနဲ့ပတ်သက်ပြီးတော့လည်းပဲကျွန်တော်တို့မမိရော့တင်ဘူးအဲ့ဒါကိုလည်းပဲကျွန်တော်တို့မပစ်ပယ်ထားတင်ဘူးအခေရေးသားသမီးကဒုနီယာတော့အကုန်ရသွားပါရဲ့ဒါပေမဲ့သူ့စီမှာဒီဘာမှမရခဲ့ဘူးဆိုရင်အဲ့ဒီသားသမီးအဲ့ဒါဆုံးရှုံးသွားတာပဲ လိစာအတ္တမိစီနေနောက်မြခင်များနောက်တဲ့တစ်ခုဒီဖြစ်ရကံလေးဘာသိရလဲဟာအဘူတာဒရဒီအလ္လာဟ်အန်နုတကင်အမိရှိတဲ့နော်ပထမလူတွေနော်ငဟိုရုံးကစိုက်ပရက်စ်ကိုအုပ်ချုပ်နေတဲ့သူတွေအကုန်ရှိတယ်သူတို့မှာဥစ္စာလည်းရှိတယ်နော်သူတို့မှာအရှိန်အဝါလည်းရှိတယ် အာနာလေးပဲရှိတယ်ဒါပေမဲ့သူတို့အလတ်အမိတ်ကိုကြောခိုင်းတယ်အလတ်ကိုညှင်းဆန်တယ်သူတို့ကိုအလတ်ရှင်အောက်ကိုပို့လိုက်တယ်ဆွာဘာဒီကိုသူတို့နေရာကိုအလတ်ပေးလိုက်တယ်ဟာလတ်အဘူတာဒါသခင်အမိတ်ရှိတယ်ငါစိုးရိမ်နေတော့တနေ့တစ်ချိန်ကြာရင်တော့ငါတို့မွတ်ဆလမန်နေအလတ်အမိတ်ကိုကြောခိုင်းလာပြီငါတို့မွတ်ဆလမန်နေတော့အလတ်အမိတ်ကိုဖီဆန်လာပြီဆိုလို့ရှင်အလတ်ရှင်ငါတို့ကိုဒီနေရာကနေဖယ်ပြီးတော့တခြားသူတွေကိုဒီနေရာမှာပြန်ပြီးတော့ထားပြီးငါတို့ကိုသူတို့အောက်ရောက်စီလိုက်မှာစို ိုးရိမ်နဲ့ဒီကနေပါတိရလဲဒုနီယာရဲ့အောင်မြင်မှုကလည်းပဲအလတ်အမိတ်နာခံခြင်းအပေါ်မှာပဲမူတည်ပါတယ် နော်ကျွန်တော်တို့ဒီလိုမထင်နဲ့နော်အာခိရတ်ကအောင်မြင်မှုကတော့အလမိတ်နာခံမှုအပေါ်မှာမူတည်တာဒုနီယာရဲ့အောင်မြင်မှုကတော့ကိုယ့်ကိုရှာရမှာလို့မထင်နဲ့ဒုနီယာကောအာခိရတ်ကောနှစ်ခုလုံးရဲ့အောင်မြင်မှုကအလမိတ်နာခံခြင်းအပေါ်မှာပဲရှိတယ်နော်အလမိတ်ကိုဖီဆန်ခြင်းမှာဒုနီယာရဲ့အောင်မြင်မှုလည်းပဲမရှိဘူးအာခိရတ်ကအောင်မြင်မှုလည်းပဲမရှိဘူးလိစာအတဲမိတ်ဆွေညီနောင်များခင်ဗျာဒီတော့ကျွန်တော်တို့တစ်ခါတစ်ခါတွေးမိလိုက်မယ်နော်ဆွာဘာရီရဲ့ခင်မှာကျတော့မွတ်စလမန်တွေက ဟိုကဘာကြီးတစ်ခုလုံးမှာအင်မတန်ဩဇာညောင်းခဲ့ကြတဲ့မွ슬မန်ကနမေကိုင်းနိုင်အကုန်ကြောက်ရွံ့နေကြတယ်မွ슬မန်နီဟာဟိုဥရောပအထိနော်လွှမ်းမိုးနိုင်ခဲ့ကြတယ် အခုခေတ်မုဆလမန်ကဘာဖြစ်လို့ဒီလောက်တီးနော်အချိန်ဝါတွေရုပ်နေရတာလဲအဲ့ဒါလေးပဲဟာဇတ်အဘူဒါရ်ဒါရဒီအလ္လာဟ်အန်နုတခင်ရဲ့မိချွေချက်အတိုင်းပဲနော်ဆာဘာရီရဲ့ခေတ်ကမုဆလမန်တွေကအလ္လာဟ်အမိတ်ကိုရှည်နှန်းတင်တယ်နော်အလ္လာဟ်အမိတ်ကိုအပြည့်အဝလိုက်နာတယ်နော်အလ္လာဟ်ရှင်ဘလို့လမ်းညွန်ထားလဲအဲ့ဒီအတိုင်းပဲနေထိုင်တယ်အဲ့ဒီအပေါ်မှာအလ္လာဟ်ရှင်ဒီလိုနေရာကိုပြီးခဲ့တယ်ကျွန်တော်တို့ဒီဘက်ခေတ်ကမုဆလမန်ဂဝါယီတစ်ခုလုံးမှရှိတယ်မုဆလမန်ဥစ္စာရှိလားဆိုတော့ဥစ္စာအများကြီးရှိတယ်နော် ဥစ္စာရှိတယ်ကြွေဝတယ်ချမ်းသာတယ်သူပြင်မဲ့လည်းပဲနော်ဘာဖြစ်လို့မုဆလမန်ကအောက်ရောက်နေတာလဲဟာဇတ်အဘူဒရဒရဒီယလာဟူအန်နုတခင်အမိရှိခဲ့တဲ့အတိုင်းပဲနော်အလတ်အမိတ်တွေကိုကြောခိုင်းတာလို့အလတ်အမိတ်တွေကိုကျွန်တော်တို့မလိုက်နာလို့အလတ်တားထားတဲ့ကိစ္စတွေကိုဆောင်ရွက်နေလို့လိစာအတ္တမိတ်စီညီနောင်များခင်များတကြောက် နော်ဒါကတိုင်းပြည်တပြည်မှမဟုတ်နော်မြို့တစ်မြို့မှမဟုတ်နော်နောက်ဆုံးအိမ်တအိမ်မှလည်းပဲဘေးအိမ်ကအလမိတ်ကိုရှေ့တန်းတင်လဲအလမိတ်ကိုနာကြလဲအလမိတ်ကိုဦးစားပေးလဲအဲ့ဒီအိမ်ကဒုနီယာမှာလည်းตายရမယ်အောင်မြင်မယ်အာခီရတ်မှာတော့နော်အောင်မြင်ခြင်းမှာဘာမှတန်တရားကိုရှိစရာမလိုဘူးဘေးအိမ်ကအလမိတ်ကိုကြောခိုင်းထားမလဲဘေးအိမ်ကအလမိတ်ကိုပြစ်ပယ်ပြီးတော့နော်အလတားထားတာတွေကိုလုပ်မလဲအဲ့ဒီအိမ်ဒုနီယာမှာလည်းအေဂျင်တာယာမှာမဟု ုတ်ဘူးအာခိရတ်မှာတော့ဒါတန်တရားမရှိဆုံးရှုံးမှုကြီးပဲရှိတယ်လေးစားအတယ်မိတ်ဆေနေနောက်များခင်များဒါကြောင့်ကျွန်တော်တို့ရဲ့ဒုနီယာရဲ့အေဂျင့်တာယာမှုအောင်မြင်မှုကလည်းအလတ်အမိတ်နာခံခြင်းမှာပဲမူတည်တယ်အာခိရတ်ကအေဂျင့်တာယာမှုအောင်မြင်မှုကလည်းပဲအလတ်အမိတ်နာခံခြင်းမှာပဲမူတည်တယ်ဒီတော့ကျွန်တော်တို့ကတော့ဉာဏ်နဲ့ကံနာတွေကိုနောက်မှထား နော်ဟိုတိုင်းပြည်ကဒီလိုဒီတိုင်းပြည်ကဒီလိုနော်ကျွန်တော်တို့အရင်ဒီလိုလောက်ကမယ်ကျွန်တော်တို့အိမ်ကနေစပြီးတော့အလားမိတ်နာခံနဲ့အိမ်ဖြစ်အောင်ကျွန်တော်တို့စပြီးတော့ကြိုးစားရမယ်တအိမ်တအိမ်ကြိုးစားလာရင်တရွက်ကလုံးဖြစ်သွားမယ်တရွက်ကတိုင်းတရွက်ကတိုင်းကြိုးစားလာရင် တမျိုးလုံးဖြစ်သွားမယ်တမျိုးလုံးတမျိုးလုံးမျိုးတိုင်းမျိုးတိုင်းကြိုးစားလာရင်တတိုင်းပြည်လုံးဖြစ်သွားမယ်ကျွန်တော်တို့ကနေစပြီးတော့ကြိုးစားမယ်ဒါပေမဲ့ကိုယ်အိမ်ကိုကိုယ်ဒင်းရှိအောင်ကျွန်တော်တို့လုပ်ကြမယ်ကိုယ်အိမ်မှာရှိတဲ့အိမ်သူအိမ်သားတွေကိုဒင်းရှိအောင်ကျွန်တော်တို့လုပ်ကြမယ်နော်ဒီတော့ကျွန်တော်တို့မှတ်ထားပါကျွန်တော်တို့မျက်စိမှိတ်သွားပြီးတဲ့နောက်ပိုင်းမှာလည်းပဲကျွန်တော်တို့ခလေးတွေကျွန်တော်တို့သားသမီးတွေရဲ့အောင်မြင်မှုကဒင်းအာသာနာအပေါ်မှာယက်တည်နိုင်ခြင်းအပေါ်မှာပဲရှိတယ်အကယ်၍ကျွန်တော်တို့သားသမီးတွေကိုကျွန် ཁས ာသနာအပေါ်မှာယက်တီနိုင်တဲ့အရေးချင်းမပြီးခဲ့ဘဲနဲ့ကျွန်တော်တို့ကဘာဘေးတီတာပဲကျွန်တော်တို့လွတ်လိုက်လွတ်လိုက်ကျွန်တော်တို့ခလေးအောင်မြင်မှုကိုရှာတွေ့မှာမဟုတ်ဘူးလေးစားအတယ်မိတ်ဆင်ဒီနောက်များခင်များတကြောက်တော့အများကြီးဒီလိုအိမ်နေရှိတယ်အိမ်မှာပတ်ဆက်လဲရှိတယ်ဥစ္စာလဲရှိတယ်အကုန်ရှိတယ်ဒါပေမဲ့အဲ့ဒီအိမ်မသားရဘူးဘာဖြစ်လို့လဲကျွန်တော်တို့ကဒင်းကိုကြောခိုင်းထားလို့သာသနာကိုကြောခိုင်းထားလို့အလတ်ရဲ့အမိတွေကိုကြောခိုင်းထားလို့တော့ဒီတော့ကျွန်တော်တို့အလတ်အမိကိုရှေ့လန်းတင်မယ်သာသနာကိုရှေ့လန်းတင် မယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒုနီယာကိုလည်းအလလှပအောင်လုပ်ပေးလိုက်လိမ့်မယ်ကျွန်တော်တို့ရဲ့အာခိရတ်လည်းပဲချင်းချမ်းမရှိလှပသွားလိမ့်မယ်လိစာအတယ်မိတ်ဆွေညီနောင်များခင်များဒီတော့ဒီကနေ့ကျွန်တော်တို့သိရမှာကပါလေတော့ဂုဏတွေကျူးလွန်ပြီးတော့ဒုနီယာရဲ့တာယာမှုကိုလည်းပဲကျွန်တော်တို့ရှာရင်ရှာနေလို့ရမှာမဟုတ်ဘူးရှာမယ်ဆိုရင်လည်းပဲရှာလို့တွေ့မှာမဟုတ်ဘူး